ဒီဟာကျတော့နည်းနည်းလေးအစ်စ်ပြီးတဲ့သဘောပေါ့နော်ဒီဘက်မှာတော့ကျွန်တော်ကတော့ blue water supply ကိုတော့ပြပြခဲ့ပြီးတာကျွန်တော်ရဲ့အခြေအနေမှာတော့ဘာမှမဟုတ်ဘူးဒီဒီလမ်းအောက်ကနေဖြတ်တယ်ပေါ့နော်လမ်းအသားကိုမချိတိုက်ချိတိုက်ရမှာပေါ့နော်လမ်းအောက်ကနေဖြတ်တယ်ဟာရှိတယ် horizon နဲ့ direction နဲ့ drilling machine HDD machine ကရှိတယ်သူက တန်ငါငါးရံပဲကိုအရင်လောက်လေးပဲရှိတယ်နော်အခုကျွန်တော်တို့ဒီတောင်ကလေး water supply မှာရောမြန်ကြီး water supply မှာရောအမိုက်ကကာကရင်လုံးလုံးမဲ့နေရာမှာစတင်ချမယ်စတင်ချပြီးရချင်းမှာဒါဆိုရှင်ဒါဒီဘက်ကရေစုပ်တဲ့အပိုင်းပေါ့နော် ဒီဘက်ကဆိုရင်သူလမ်းအောက်ကိုသူနဲ့ချူတယ်အပိုင်းပေါ့ဒီမှာဒါကတော့သူသူ့ရဲ့ဟိုရင်းပေါ့ control unit တွေပေါ့အဲ့ဒီမှာသူကဘောင်ကုန်းလို့ဆိုရခါတော့ဟုတ်ပြီဟိုအဆိုရင်ဒီ80ရှိတယ်ကျွန်တော်တို့ဒီတောင်ကလေး water supply တော့ဆိုရင်ဒါဆိုင်းပွဲလမ်းမကြီးအကွေလမ်းမကြီးအောက်ဒီ80ဟိုသူကဘောင်ကုန်းကျွန်တော်လမ်းအောက်6ပြရနေပါတော့ အဲ့ချိန်မှာကျွန်တော်ကဘာလို့ဒီဘက်မှာသူတို့ကဗျာ HTTP မရှင်းရဒီမှာထိုင်လာတယ်ဒီဘက်မှာကျွန်တော်ကဘယ်နေရာကိုပေါက်အောင်တူရမယ်ဆိုလဲပွင့်ရပေးရတယ်ပေးတဲ့အခါကျတော့သူကဒီ drip မှာတော့နောက်ဖက်မှာတော့စင်ဆာပရုံလေးထည့်ထားလိုက်ပရုံလေးထည့်ပြီးအဲ့ဒါကိုအပေါ်ကနေပြီးဒီ data နဲ့သူကတိုင်လိုက်တယ်တိုင်လိုက်တဲ့ချိန်မှာဒီကောင်ကအောက် ဲ့နှစ်ပြေမှာရောက်နေပြီဆိုတော့ကိုကနေပြီးတော့ဒီဒီတက်တာနဲ့ဘန်တိုင်းလို့ရတယ်တိုင်းတဲ့အချိန်မှာသူကနေပြီးတော့ဟိုဘက်က operator ကိုပြန်ပြီးတော့ပြောနေတယ်နော်ပိုင်လိုက်ဝင်နေတော့တင်လိုက်ဟေးချလိုက်ဟေးဘယ်ဘက်ကိုတင်လိုက်ဟေးညာဘက်ကိုတင်လိုက်ဟေးဆိုတာဒီကနေပြီးတော့ပြန်ပြီးတော့ပြောနေတာအဲ့လိုနဲ့သူကဒီကျွန်တော်တို့လိုချင်တဲ့ point ကိုသူကဖတ်သွားတယ်သူကပထမကတော့သူကဟောပေါ့နော်ဒီသူ့ဘက်ကဟို traffic တို့ဟာမျိုးလေး water jet ောင်းပါတယ်။အဲ့ကောင်လည်းတကြောင်ပေါက်တော့။ကိုပြီးတကြောင်ပေါက်သွားပြီဆိုတော့ဘာလို့လို့ဆိုတော့ပြန်ချက်မယ်။ကျွန်တော်တို့ပိုက်ကဘာတွင်းပါလဲ။ဟာ၆လမပိုက်တွင်းပါလား။ခြေလမပိုက်တွင်းပါလား။ပြန်ချက်မယ်။ပြန်ချက်မဲ့ချင်းကြောက်တော့ဘာဖြစ်လို့လဲ။ဒီကောင်ကိုနောက်ပြန်ဆွဲသွားတာ။လက်ထားလိုက်ချင်းပြန်ပြီးဆွဲသွားတာ။ဒီဒီချဲတဲ့ချဲတဲ့ကောင်းနေပေါ့။ပြန်ပြီးဆွဲသွားတယ်။ဟုတ်ပထမဦးဆုံးအပေါက်တစ်ပေါက်ဖောက်သွား ဒီအချိန်နဲ့သူကဒီ forward ထားလိုက်ချင်းပလားကြံတာကြတော့ကျွန်တော်ဒီဟိုပါပဲချဲ့တာတွေရောကျွန်တော်ပိုက်တွင်းတာတွေရောအကုန်လုံးကသူကလက်ထားလိုက်ချင်းနေတယ်ဟိုပါတယ်အဲ့ချိန်မှာကျွန်တော်ကလိုချင်တဲ့အနေထားချဲ့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပိုက်ပို့ပေါ့နော်ဘုဘတ်မှာနည်းနည်းလေးကြိုပြီးတော့တော့နည်းနည်းဆက်ပေးထားတာပေါ့အဲ့တော့အဲ့ဒီကောင်ကိုဟိုလောက်လိုက်တယ် drive ပေးလိုက်တော့ drive ပေးရခြင်းမှာ तू ကဘက်ဝဒါရရှင်ပြန်ဆွဲသွားတဲ့ချိန်မှာပြီးလဲပြီးတော့ကျွန်တော်တို့ပိုက်ကြီးဟာအဲ့ဒီအပေါ်ထဲမှာဖြတ်ပြီးတာဖြစ်သွားတာတော်တော်များများလဲ YouTube တွေမှာတွေ့ဘူးကြမှာပါအရင်အောက်မှာမြေကြီးမြေကြီးအောက်မှာခြာလဲခြာလဲနဲ့တကားလေးဟိုရင်ဝင်သွားတဲ့ပိုက်တွေနော်ဒါ HDD မရှင်းဆိုတာဟော်ရီဇွန်နယ်လဲဟော်ရီဇွန်နယ်ပေါက်တာပေါ့နော် အဲ့မှာမှတော့ဒါရရှင်နေဆိုတဲ့အခါကျမှတော့အပေါ်တက်ခြင်းလားအောက်ကျခြင်းလားဘယ်ဘယ်ဘက်သွားမလားညဘက်သွားမလားဆိုတဲ့အနေအထားနဲ့ချိန်ပြီးတော့ဒူးတဲ့ပြီးတော့ horizon နဲ့ direction နဲ့ drilling machine ဒါလေးကတော့ကျွန်တော်ကအဲ့ဒီဟာလေးအကြောင်းကို research ပြောကြတာဖြစ်ပါတယ်။ဒါဒါကတော့အဲ့ဒီ drilling machine ရဲ့အစားအဝတ်ကိုလည်းလုပ်ထားတာ။ပြနေရင်တော့ကျွန်တော်ကလမ်းအောက်ကိုဟာကျွန်တော်တို့ကဟာ PN တင်းနဲ့ သွားနေတဲ့ဟာ normal နေနဲ့ပြန်တင်းနဲ့သွားရဆိုရင်လမ်းအောက်ကျတဲ့နေရာလေးမှာတော့ပြန်12.5ပြန်ကုန်ပြီလောက်ပေါ့နောက်တစ်ခုကကျတော့ဒီနေရာမှာကျွန်တော်သုံးမတက်ပြီးပြောချင်တယ်ကျွန်တော်တို့ဟိုအရာပါးတွေအကြောင်းပြောတဲ့အချိန်မှာကျွန်တော်တို့ပိုက်ဟာဒုက္ခအပြည့်ဆုံးကလေဖြစ်တယ်ဆိုတာပေါ့ပြောခဲ့တာရှိတယ် အဲ့တော့လေကသူကဘလို့ကမှဒုက္ခပြောင်းဆိုတော့အဲ့ဒီလိုမျိုးအခုံမတယ်မဟုတ်အခါကြလို့ရှိရင်ဟော်ရီဇင်နဲ့ဆန်တန်းလေးတောင်းနေတော့အဲ့ချိန်မှာပရက်ရှာဟက်ကလည်းနေတယ်အဲ့ဒုက္ခမျိုးကလည်းလေကဒုက္ခပြောင်းတကယ်တကယ်တမ်းကျတော့ကျွန်တော်ကပိုက်ကိုရေထွက်လိုက်ပြီးဆိုတာနဲ့ကိုတဖက်ပိုက်ဝါးကနေသွားစောင့်ကြည့်နေလို့ရှိတယ်အဲ့ဒါဘလို့ဝိုင်းမဟုတ်ဘူးဘာလို့ဆိုရေကဒီပိုက်လိုက်နဲ့မှရှိတဲ့ဒီတူပြီးတော့ 我小种土比较多了，而且嘛个，还细的也收得到，还有柳，刚刚种土比较多的。那结论的话，那像那些嫩的那东西嘛，就是一般像嘛细的，其他柳、竹、刚刚种土比较多的，像我最近，比如那个南地是不是？我估计他那么，本来也可能蛮细 ပလဲခုနမိုင်မှာပထမမှတမိုင်ကဘလို့ဖြစ်ဆုံးဆိုတော့သူက horizon နဲ့ဆန်းဆန်းလေးပြည်ပြည်လေးတွားတာအဲ့ညမှာဟက်ကမရှိဘူးမရှိတဲ့အခါကျတော့ဘာမှမဆိုတော့ရေကအရှိန်ဟုန်နဲ့မစီးနိုင်ဘူးကျွန်တော်တို့ကပိုက်လိုက်နားမှာတွားပြီးနားထောင်ကြည့်ရေစီးတာမှကြားအောင်ပိုက်လိုက်ဆင်းပြီးတော့ခေါက်ကြည့်လိုက်ခေါ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 က်ဟာကျဲမှာရေရေမရှိဘူးလေပဲရှိတယ်ဆိုတာဖြစ်မှာအဲ့လိုမျိုးကြတော့ကျွန်တော်ကဘာလို့တော့ တကယ်တကယ်တမ်းဆိုတော့အဲ့ညမှာကျွန်တော်ကဟိုအရာပါးတွေပါးတွေဟိုတို့ပြည့်မနေပဲဖြစ်ဖြစ်တတ်ထားလို့ရှိနေတော့ဒါပေမဲ့အဲ့ဒီမှာတော့ကျွန်တော်ကျွန်တော်ကအရာပါးတွေမှာပါလက်ရခံတယ်။အဲ့လိုလို့ဆိုတော့ဆက်လက်မှပိုက်နေတယ်ကျဲခေါ်လိုက်တယ်။အဲ့ဒီမှာရှူးဆိုတကားလေးရေလေတော့လျှောက်ထွက်ထွက်ပြီးပရစ်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 ဆိုတော့မှာဒီပိုင်လိုင်းရလေးကုန်သွားတဲ့ချိန်မှာရေငေါက်လေးပန်းထွက်လာတယ် အမအမပိုင်လိုက်နေမှာလေကလောကကုန်သွားပြီဆိုတဲ့အချိန်ကျတော့မှရေကောင်းလေးပဲပန်ထွက်ပြီဆိုမှအဲ့ဒီမှာဒီခုနကနှစ်လက်မှတန်နဲ့ရိုက်ဖောက်ထားတဲ့ပေါက်ကလေးကိုကျွန်တော်တို့ HDP တက်ကလေးနဲ့ပဲပိုက်စားလေးနဲ့တက်ကလေးလုပ်ပြီးတော့ပြန်ပိတ်ထားလိုက်တယ်ရှေ့ကိုဆက်သွားအဲ့လိုမျိုးပေါ့နော်ဒီပိုက်လိုက်ပိုက်လိုက်တဲ့မှာ pressure head နေတဲ့အခါမျိုးဆိုရင် ီကိုအဲ့လိုထုတ်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 ပြီးတော့ပြန်နိုင်မှာဖြစ်တာပေါ့။နောက်မှဆိုရှင်အဲ့ဒီအဲ့ဒီလေယာဒုက္ခပေးနေရမှာပဲပေးနေတာနဲ့ကျွန်တော်ဘာဖြစ်လို့ဆိုတာပိုက်လဲကြီးကကိုကလည်းမြင်နေဟာဒီကလည်းမြင်နေဟာတွားကြည့်လိုက်တော့တွားကြည့်ရောရေရရောက်မလာဘူးဟာအဲ့လိုမျိုးကျွန်တော်ကတော့ပြောရတာစပိုင်းတော့အဲ့လိုဒုက္ခပေးဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်ကျောင်းတက်မှာနောက်တစ်ခုပါပြောချင်တာကတော့ we can say we can action ပေါ့နော်တခါကြလို့ချင်ကြတော့ဘယ်လိုခုံမို့တော့ပိုက်ထဲမှာဒီခါနဲ့ဖြစ်သွားလို့ချင်ပိုက်တရားခဏနဲ့ပွဲတတ်အကြောင်းမလို့ကုနာကကျွန်တော်ဟိုကုနာကဌာနဆိုင်ရာဟိုကပိတ်မှာဆိုရင်ကျွန်တော်တို့ကအကြံဉာဏ်ပေးခဲ့တယ်ဆိုတော့ရစာပါအဖက်မှာနေဘဲထောင်ပေးပါနောက်တစ်ခါတို့ကုနာက high point ပေါ့နော် high point ကျော်သွားတဲ့နေရာမှာအဲ့ဒီနေရာမှာလည်းပဲဒဝဲအရှင်အရာပါတာတတ်ပြီးတယ်ဒဝဲအရှင်အရာပါကြတော့ဆိုဘယ်လိုခေါ်မလဲတော့ဒီပိုက်ထဲမှာရေစီးတဲ့အချိန်မှာလည်းပိုက်ထဲကနေဖုတ်ပြီးတယ်လို့မက်ခလို့ပြန်စီလို့ရှိနေတယ်သူကဒီဝင်းလို့နော်အပြင်ကလေကိုသူကရှူပင်းပေးတယ်အလူနီယာပြင်းပိုက်ထဲမှာဒီဟာနဲ့ဖြစ်တယ်ပိုက်ထဲကကာဘယ်ဖို့ဖို့ပေါ့နော် ဲလောက်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ကိုပြင်းပေါ်နေတာအဒီမာကတော့မဒါဆပ်လိုင်းနဲ့ပတ်သက်ကျွန်တော်တဲ့ဒီအတပညာအဖြစ်ရောတွေ့ကြုံအဖြစ်ရောညစွာရှိတဲ့အင်ဂျင်နီယာတွေလည်းပါကြမှာပါအဓိကတော့ကျွန်တော်တို့ကပါဖော်မန်းဆိုတော့ဒီဂျူနီယာအင်ဂျင်နီယာလေးတွေကိုဝရင်ဖြစ်ပြီးတော့ပေါ့နော်ဒီညွှန်းပြီးတော့ကကျွန်တော်တို့ရဲ့နောက်မျိုးစစ်တဲ့အဲဝါတာဆပ်လိုင်းအင်ဂျင်နီယာလေးတွေအခက်အခဲလေးတွေရှိအောင်လို့ ိုအပ်ချက်လေးများရှိရဆိုရှင်လည်းဖြည့်ဆွဲ့ပြီးတော့ပေးကြပါလို့ဒီခေါင်းကျွန်တော်ရဲ့ဒီပါတယ်